နှစ်ပေါင်းရာစီဆုံးရှုံးနေသောတန်ရန်ဇာတများနှင့်ပတ်သက်၍ဤမောဖန်တောင်းတန်းဒေတာတွင်ဤသည့်ပြောရေးဆိုခွင့်မျှမရှိခဲ့အမြင့်ပေ9000 12000ကျော်ဤမောဖန်တောင်းကြီးခေါလန်ဖူးထောက်ကော်ဒေတာတို့တွင်ပေါရောက်လေးရှိသောငော့ချန်ခထင်းရှုများကို1890ခုနှစ်ခန့်ကပင်တရုတ်လူမျိုးများသည်အခေါင်းပြုလုပ်ရန်ငော့ချန်ခမြဝန်တက်ဆောင်မှထုတ်ယူခဲ့ကြသည် ဒေသခံလူကြီးများ၏အဆိုအရယခုကမ်းဖန်ရွာနေရသည်ရှေးရခေနှစ်ပေါင်းများစွာကတည်းကထိုပြင်ကောင်းများကိုတစ်ဖက်နိုင်ငံသို့တည်ယူရန်ရောင်းချရန်ပြင်ချက်များစုပုံသောနေရာဖြစ်သည်ဟုသိရသည်၎င်းသည့်အမျိုးအစားကိုတရုတ်ခေါင်းပြင်ဟုလူသိများကြသည်ယခင်ကဖော်မူစာကျုံးတွင်ရှိခဲ့ဘူးတော်လဲယခုအခါရင်းနေရာတွင်မျိုးတုံးသွားခဲ့ပြီဖြစ်သောတစ်ပင်မျိုးပင်ဖြစ်သည် ယခုအခါကချင်ပြည်နယ်တစ်ခုတည်းတွင်သာကြံရှိတော်သည်ဟူသောအထောက်အထားကိုဖတ်ရသောအခါခါသက်သောပျော်ရွှင်မှုမျိုးကိုသာခံစားမိတော်သည်အမှန်တော့တရုတ်ခေါင်းကျင်းဇလန်းသည်တရုတ်လူမျိုးတို့၏ယုံကြည်မှုဓလိထုံးစံတစ်ခုမှပေါ်ပေါက်လာသောတံမိုးမြင့်ရှားပါတစ်ပင်တစ်ပင်ဖြစ်ခဲ့ပုံပေါ်သည်တရုတ်တို့သည်မတည်ဆုံးမိကားပင်တည်ဆုံးချိန်တွင်အတုံးပြုမိအခေါင်းများကြိုတင်ပြင်ဆင်ပြုလုပ်ထားလေရှိသည် ရှေးတရုတ်တို့သည်တေဆုံးလျင်တေဆုံးခြင်းကိစ္စပြီးတကြုံမှုမပြုကြတေဆုံးသူအားကာလတခုမြုပ်နှံကနောင်တော်ကြအယိုးကြမှပင်မိတကြိုပြီးအယိုးများကိုကုသွင်းလေရှိကြသည်တေဆုံးသည်မှအယိုးကုသွင်းသည့်အထိနှစ်နှစ်သုံးနှစ်ခန့်ကြာမြင့်တတ်သည်ထို့ကြောင့်ခေါင်းတလားများကိုမပြတ်မစီကြာရှည်ခံသောတက်များဖြင့်ပြုလုပ်လိုကြသည် 1906ခုနှစ်ထက်များစွာဆော်သော1890ခုနှစ်ခန့်ကတည်းကတရုတ်လူမျိုးတို့မြန်မာနိုင်ငံမှာထုတ်ယူအသုံးပြုနေကြကြောင်းတွေ့ရှိရပြန်သည်